်တရားကောဥစဉ်တပေါင်းခွင်းနဲ့အတွက်ပေါ့တပေါင်းခွင်းအတွက်ဆိုတော့ဆိုရင်9000ဆိုရင်အင်း950လောက်သွားမှာပေါ့တရားကောပေါ့နော်အဲ့လောက်ကျွေးမယ်ဥစဉ်သွားပြီးတော့အဲ့လောက် arrange လုပ်နေရဥစဉ်သွားပြီးတော့ဥစဉ်တို့နိုင်ငံသူနိုင်ငံသားတမင်းတွေတရားတွေတာကိုအမျိုးတွေကိုသွားရောက်ပြီးတော့ကျေးဇူးတော်ရှင်လိုတော်ပြေစာတော်ဖရာကြီးဥဒိထားပြီးတော့မှငလျင်ပေးတဲ့ပြည်သူတွေကိုခေါ်ရောက်ပြီးတော့လူတန်းကိုရှိတယ်။ဒါဥစဉ်တို့ကျောင်းလေမန္တလေးတိုင်းမှာတော်တော်များရှိတယ်။ဒါမန္တလေးတို့ပြည်ဦးလွယ်တို့ဟိုပေါ့ အာပြီးလို့ရှိရင်ဒီငံညာဦးကြောက်ပတောင်းတစ်ထိလာပါဘောနော်ဦးစင်းတို့ကြောင်းနေရှိတယ်အဲ့မှာလည်းတချို့နေရာလည်းအကွေးသွားတာတော့ပျက်စီးသွားတာလည်းရှိတယ်အဲဒါတွေလည်းဦးစင်းတို့သွားပြီးတော့လိုအပ်တဲ့နေရာပြန်လည်ထူထောင်ရဲ့အတွက်ကိုတော့ရောက်လူတန်းကိုအဆက်ဆက်ဦးစင်းလှုပ်ရှားလုံးနေပါ ားပေါ့နော်ဦးစင်းရဲ့မွေးနေ့ပေါ့နော်မွေးနေ့မွေးနေ့မွေးရဲ့မွေးလာနေ့ဆိုတဲ့အခါကျဦးစင်းဒီဦးစင်းတို့စာရွှေကြီးကျူးကျူးစော်ချေလိုတော်ပြစာရွှေပြဦးထိုက်ထားပြီးတော့မှစာရွှေကြီးတထောင်ဖွင့်လန်းထားရတယ်ဦးစင်းတို့ကြောင့်ကကျောင်းရှိတော်သူစနဆန်တဲ့သားတွေရဲ့တကယ်တော့ကျောင်းကတော်သူစနဆန်တဲ့သားတွေရဲ့ဒီဆန်တဲ့သားတွေရဲ့နော်မေတီလာချင်းကြီးစက်ကက်ကစံမေတီလာချင်းကြီးရဲ့အဲနောက်ပြီးတော့ဒီဦးစင်းတို့တာမွေလေးတကယ်ကျွမ်းတာမွေကြီးခါပါတော့ စိတ်ကားဆရာအိသမားတွေကိုဦးစင်းအရှိစင်းတာတနည်းအားမှတနည်းဟိုသူတို့9000တောင်ရဖို့ဆိုတာတော်တော်လေးကိုလုံခံရတဲ့လူတွေပေါ့ဒီလူတွေကိုဦးစင်းကနေပြီးတော့ဦးစင်းမွေးနေ့မှာအထိမ်းမှတ်ဖြစ်တဲ့အနေနဲ့နေပြီးတော့ဟိုဆရာတော်ကြီးကိုထိတ်ထားပြီးတော့မှဒီအရှိစင်းတာတန်းနဲ့ရဟန်းတန်ခါတွေကိုဆွဆွန်စီလောင်းလူပဲမိသီလာရှင်တွေကိုလက်ခြေခံစားကုန်ဆန်စီစားပါတော့တူတန်းနဲ့နောက်ပြီးတော့ဒီ ဟိုပေါ့မကြီးဆဲသားပေါ့နော်ဒီနေ့ရမှဒီနေ့ပေါ့ရုံးကန်လူရှားနေတယ်အနေစကဆရာတော်လေဦးစေဆက်စီဆာပေါ့နော်လူတက်လာပေါ့အဲ့တော့ဒီနေ့မွေးနေ့ဖြစ်တဲ့ခါကျရင်ဦးစေထိုင်ဝင်ကပေါ့နော်ထိုင်ဝမ် Rotary Club ဟို of Duda ကနေပြီးတော့မှအဒေါ်လာ9သိန်းမတ်တည်တာပေါ့နော်ဒီ Nagas sorry ငလျင်ဘေးပေါ့နော်အာဒီဟိုစာပေါ့မန္တလေးတို့စကိုင်းတို့ နေပြည်တော်တို့အဲမှာရှိတဲ့ငလျင်ပေးသင်ဦးစင်းတို့ပြည်သူပြည်သားတွေကိုဦးစင်းတို့အမျိုးတွေကိုအပေါ်လုံးကိုနေပြီးတော့ဟိုပေါ့လူတန်းတာပေါ့နော်ဒေါ်လာဒီနေ့1000ပေါ့လေကနာဦးလူတန်းတာပေါ့နော်အဲ့တော့ကနာဦးလူတန်းတဲ့ခါကြာရင်နောက်ပြီးတော့ထိုင်းကားလဲပြီးတော့ဟိုလက်ရှိဗျံရဲ့အမရဲ့ foundation ကနေပြီးတော့အာဘတ်တန်းကြော်ပေါ့လေအဲ့ဒါလာရောက်ပြီးတော့လူတန်းမယ်လူတန်းလို့ရတဲ့ငွေတွေကိုဦးစင်းဒီနေ့မွေးနေ့မှာနေပြီးတော့ဦးစင်းဒီကဦးစင်းမင်းသားမင်းသမီးတွေဆိုတော့ရယ် သတင်းမီဒီယာတွေနဲ့ဖိတ်ခေါ်ပြီးတော့ဦးစေဒီစကိုင်းတို့မန္တလေးတို့နဝန်းတွင်းတို့ရှော်ပင်တို့ပြင်မနာတို့နောက်ပြီးတော့ဒီဟိုပေါ့မချီဆင်းရင်းသားတွေပေါ့တရက်ကိုဦးစေလူရ9000 9000ပေါ့နော်ဟောခုနှစ်ရက်လုံးလုံးကိုဦးစေဓမင်းဇလူတွေသာတော်ပြီးတော့ပြည့်ဖို့အစီအစဉ်လုပ်ထားတယ်အာ20ရက်နေ့နောက်ပိုင်းမှာမှဦးစေတော်ဖြစ်မယ်20ရက်နေ့နောက်ပိုင်းမှာမှနေပြီးတော့ဟောတော်ဖြစ်မှာပေါ့အဲ့တော့ဒီအခုကတော့ဟို နယ်လေကေဆေးလုံနေတယ်ပြီဆိုတော့ကလေးထောင်ရေးလုံနေပြီဆိုကေဆေးဆိုတော့နေတော့ရေးလာရေး transportation နည်းခက်ခဲရှိတယ်တေးတာကိုရာ main တွေပါတယ်မလာတာအဲနောက်ပြီးတော့ဒီ phone line တွေမကောင်းတာနောက်ပြီးတော့ဒီ internet line တွေမကောင်းတာဒီခက်ခဲလေးတွေရှိပြီနော်အဲကြောင့်မလို့လေလောလောဆယ်လွယ်တဲ့အချက်ရှိတဲ့ဒီမှာအခါတယ်ပါတယ်စံစီစာစပြပြောင်းလို့နော်အဲဦးဇင်းစုရခါတယ်စုဆောင်မယ်စုဆောင်ပြီးတော့မှလွယ်ပြီဆိုရင်မှဦးဇင်းတို့တွားပြီးတော့ဝင်ကြောင်းတွေ တော့လူတက်မယ်ချိုလွယ်တဲ့မေဒီလာရှင်တွေစာသင်ကျောင်းတွေမရှိစိရင်သားတွေကိုတော့ပြီးတော့ဦးစဉ်လူတက်ဖို့အတွက်စီစဉ်နေလူတက်တယ်အနိုင်လူကိုလည်းပြောတာနိုင်လူဦးစီးဦးဆောင်ပြီးတော့တောင်းရမယ်လိုက်ရမယ်ကိုပြောတာအနိုင်လူ9000တောင်1000တောင်ပြီအဲတရားတော်ဦးစဉ်တပေါင်းခွင်းနဲ့တွက်ပေါ့တပေါင်းခွင်းတွက်တော့ဆိုရင်9000ဆိုရင်အင်း950လောက်တော့မှာပေါ့တရားတော်ပေါ့နော်အဲ့လောက်တွေ့မယ်ဦးစဉ်တော့ပြီးတော့အဲ့လား arrange လုပ်နေဦးစဉ်တော့ပြီးတော့ဦးစဉ်တို့နိုင်ငံသူနိုင်ငံသားတမင်းတွေတရားတွေတာကိုအမျိုးတွေကို ထွက်ရောက်ပြီးတော့ကျေးဇူးတော်ရှင်လိုတော်ပြည့်ဆရာတော်ဘုရားကြီးဦးထိပ်ထားပြီးတော့မှငလျင်ပေးတဲ့ပြည်သူတွေကိုထွက်ရောက်ပြီးတော့လူတန်းကိုရှိတယ်။ဒါဦးစင်းတို့ကျောင်းလေမန္တလေးတိုင်းမှာတော်တော်များရှိတယ်။ဒါမန္တလေးတို့ပြည်ဦးလယ်တို့ဟိုပေါ့အာပြီးလို့ရှိရင်ဒီငန်းညာဦးကျောက်ပတောင်းဝတိလာပေါ့နော်ဦးစင်းတို့ကျောင်းနေရှိတယ်။အဲ့မှာလည်းတချို့နေရာအကွေးတော်တာတော့ပျက်စီးတော်တာလည်းရှိတယ်။အဲဒါတွေလည်းဦးဇင်းတို့သွားပြီးတော့လိုအပ်တဲ့နေရာပြည်လဲထူထောင်ရဲ့အတွက်ကိုတော့ရောက်လူတန်းကိုအဆင်ပြေပါဦးဇင်း။ လှုပ်ရှားလုံးနေပါတယ်။ तू อ่ะ तू อ่ะကက်ပီယာကာရာကပေါ့။ဒါတော့ဘဘဦးဘုန်းကြီးចောင်းသားပေါ့။ဘုန်းကြီးចောင်းသားအနေနဲ့ပေါ့နော်။ဘဘဦးသွားတဲ့လောက်တော့ဘဘဦးလည်းတို့ကကျတော့လိုရတဲ့နေရာမှာဟိုဝိုင်းမကူကြီးပံမိုးဆောင်ရွက်ပေးဖို့ဦးနဲ့တို့ကလိုက်သွားပါပါဟုတ်ကဲ့။ဒါဟုတ်တော့ဘဘဦးပြောတဲ့အစီအစဉ်အတိုင်းပေါ့နော်။ဟိုကတက်ကုန်းပြင်းမလားဟိုပါတော့ဟိုကနေပြည်တော်အဲပြီးတော့မန္တလေးစကိုင်းပေါ့နော်။အိန္ဒိယဆိုမှလိုက်ပြီးတော့ဟိုသွားပြီးတော့လူတန်းပါပါ။ဟုတ်။အဲမှာလာနောက်ပြီးတော့နောက်ကလုံးနေသေးတယ်လေ။ ငလင်ကသေးစားတယ်လုံးနေသေးတဲ့ခါကျရင်တချို့နိုင်လို့မရသေးဘူးတချို့မျိုးစံတီကျော်ရောပါတော့တော်တယ်အဲတော်တဲ့ခါကြလို့ရှိရင်လည်းပဲအဲ့မှာအိဖို့အတွက်ခက်ခဲနေရှိရတချို့ဆိုပြောင်းဦးလဲမှာတော့တော်ပြီးအရတာအဲ့တော့ဦးစင်းဒီနေ့မွေးနေ့မှာနေပြီးတော့ဘေဘီမောင်တို့ပါကန်းတို့ဘောနော function တို့အဆိုးရောတို့ဘောနော်အပေါ်လုံးဗလာမျိုးတင်တာတို့ဘောနော်လာပြီးဝိုင်းဝိုင်းပြီးတော့သူတို့လည်းလူကြတန်းကြတယ်ဆန်စီစပါဘောနော်အဲ့တော့လာပြီးတန်းကြတယ်ဦးစင်းဒီနေ့ ထိုင်းဝမ်ရိုထရီကလပ်ရဲ့ထိုင်းကတကာရဲ့စူပါပြီးတော့လေအလင်းရဲ့ဘေးအသင်းတက်ပြည်သူတွေကိုတော့ဒီနေ့ဦးစင်းမွေးနေ့မှာနေပြီးတော့ကနာဝုအနေနဲ့ဒေါ်လာ1ပေါင်မှတ်တည်ပြီးတော့တန်တယ်အဲ့အတွက်လည်းပဲဦးစင်းမြသိန်း400ကျော်လောက်ရှိတယ်အဲ့တော့ဥစားဘာ currency လိုလိုက်တဲ့အခါကျအဲ့တော့အဲ့ဒါကိုလည်းဦးစင်းတော်ပြီးတော့လူတက်ဖို့တန်တယ်စစ်စစ်ကတော့ရှိပါတော့အများကြီးပဲစိတ်မကောင်းဘူးပေါ့ငလေလို့တဲ့အချိန်မှာဆိုဖျားခက်တာဦးစင်းကစကားပြောနေတဲ့အချိန်မှာ ။ငယ်လောက်တော့ခေါင်းတော့မူပြီးတော့အဲ့လိုဖြစ်သွား။ဒီဖက်တဲ့တောင်သွားတာပေါ့။ဒါဦးဇင်းတို့ငောင်းဖျားခဲ့တာပေါ့။ဟိုမှာမန္တလေးတို့စကိုင်းတို့ဘူပူတဲ့နေရာဆိုရင်ဘလောက်ခံစားလေးရမှာပေါ့နော်။ပထမဆုံးကြည့်လိုက်ချင်းမှာဟိုငလျင်လုတဲလို့ကြည့်လိုက်ချင်းမှာစကိုင်းတရားကြီးကပြိုကျသွားတယ်။ဘလောက်ဟောင်းတယ်ပေါ့။အဲ့ချင်းမှာရှောင်းစီတီပထိုးတယ်။နောက်ပြီးတော့မစိုးရင်ပိုက်ပြီးတော့တိုက်ဟောင်းလို့ပေါ့နော်။သူပြစီရာတို့အမရပူရာဂန္ဓာကိုတောင်းလို့ ဖြစ်စီတော်တာဥပိန္ဒတာတို့ဖြစ်စီတော်တာတို့ချောင်းစီတီပထိုးတွေနော်ကောင်းမှုတော်စီတီတို့နော်တော်တော်ဘောရီတောင်စီတီတို့ပေါ့နော်အနေပြတော်မှာဆိုလို့ရှိရင်ဆိုရဝန်ကြီးဌာနအစာဥရဲ့တော်တော်များကိုပေါ့နော်ဟိုအင်ဒေါ်တွေနောက်ပြီးတော့လေဆိပ်တွေပေါ့နော်တော်တော်များပြက်စီတယ်လေဆိပ်နေပြီးတော့လေဆက်တာဝါဆိုလုံးဝကျိုးကြပါဘူးအဲ့မှာရှိတဲ့တာဝါတိုင်းမှာတာဝါကွန်ထရိုးလုပ်တဲ့လူဆိုရင်လေကြရတယ်မန္တလေးမှာလည်းတော်တော်များကိုလုတော်တဲ့ခါကျတာတွေမြင်ရတဲ့ခါကျတော့ဦးဇင်းတို့တန်တဲ့တစ်ချက်မှတစ်ခါမှလည်းမကျဘူးဦးဇင်းတို့စာရောကြီးပြောဘူး ထောင်ကွာ90နဲ့3လ96လမပြီးဘူးနော်ပကံငလျံလောက်တာ95 95ပါနော်အဲတော့ကအဲတော့ဆိုရင်လုံးနေတဲ့အချိန်မှာဆိုနေခဲ့ပေါ့နာနာဒီကနေ့တနင်္လာနေ့လောက်မှာပေါ့အဲ့မှာနေကြီးတက်ကနေပြီးတော့ဘုဆာတွေဝင်လာတာပေါ့မင်းဒီကဘုဆာပေါ့ဒီဟိုကကျွတ်ကျွတ်တွေပေါ့အကောင်ပလောင်တွေမောင်းထွက်လာတာပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ခုလေဒီလိုမျိုးဦးဇင်းတို့လက်ထက်မှာဒီလိုမြင်ရတွေ့ရတဲ့ခါကြာရင်ဟိုစိတ်မကောင်းဘူးပေါ့နော် နော်ကိုယ်နိုင်ငံသူနိုင်ငံသားတွေတော်တော်လေးကိုအိုမေအိမေဖြစ်တယ်အဲဒီကြားထဲမှာတပူကနေနပူပေါ့နော်အိမ်ရှိပူနောက်မချမ်းသာဆိုတဲ့ပူမျိုးဒီလေတော့ဒီကြားထဲမှာလမ်းဘေးတွေမှာအေးပလက်ဖောက်တွေမှာအေးဒီကြားထဲမှာအမိုးကားလေးရော်လေးကားလေးတိုက်ဆိုသူတို့နေဖို့ထိုင်ဖို့နေရာလေတော်တော်အခက်ခဲတွေ့ရတာကိုလိုမျိုးကိုယ်နိုင်ငံသားတွေအတွက်ကိုစင်မကဘူးတောက်ပြီးတော့နိုင်ငံတကာလာပြီးတော့ဝိုင်းဝိုင်းပြီးတော့ဦးညေပေးတယ်ရုရှားရောအိန္ဒိယရောတရုတ်ရော အဲနောက်ပြီးတော့စင်ကာပူရောအာဆီယံနိုင်ငံရောပေါ့နော်ဂျပန်ရောပေါ့နော် EU နိုင်ငံတွေကလည်းလာလာပြီးတော့ဟိုကူညီတာရောဒီ medical machine တို့နော်ဒီ medical နဲ့ပတ်သက်တဲ့ကိုတိခိုက်တန်ရသွားတဲ့ accessory တွေလာပြီးလူတန်းတာရောတော်တော်များတွေ့ရတဲ့ခါကြာရင်ဘုသူတို့နိုင်ငံကိုနေပြီးတော့ကဘာကြီးကနေပြီးပြင်မထပါဘူးဒီလိုဝိုင်းပြီးတော့အခုရှိမှလူသားချင်းစာနာထောက်ထားတဲ့အပြင်လာပြီးတော့လူတန်းတဲ့အတွက်အဲ့နိုင်ငံတွေကိုလည်းဦးစင်းတို့ congratulation ခေါ်ရမှာပေါ့နော်အာ corporate လောက်လာလို့ပေးတဲ့အတွက် ်ဦးဇင်းတို့ကျေးဇူးအများကြီးတင်ပါတယ်လို့ဒီမီဒီယာကနေတစဉ်ပြောကြားလို့ပါတယ်အာဒီတမ်းမကလည်းမြန်မာနိုင်ငံကြီးပေါ့နော်နေတဲ့အခါသမယမှာအတာတကြံရောက်ပြီလာပြီဆိုတော့လူတွေကပျော်ရှင်ပါရှင်ကြီးအချိန်နေမှာမရောက်တော့ဘူးပေါ့နော်အတော်တော်လေးစိတ်မကောင်းဖြစ်ကြတဲ့အခါကြားရတော့စိတ်မကောင်းအောင်ပေါ့နော်ဦးဇင်းတို့လည်းစိတ်မကောင်းအောင်ပေါ့လေဆိုခွန်ကြီးတွေတော်တော်များတည်တယ်မစိုးရင်တို့စကိုင်းတို့နောက်ပြီးတော့နေပြည်တော်တော့ပေါ့နော်တော်တော်များတွေ့တယ်နောက်ပြီးတော့ အောင်ဘန်းပေါ့အောင်ဘန်းမှာအောင်ဘန်းဟိုတယ်အလုံးလုံးတူကြလူကြတာရောအင်းလေးမှာပြည့်ပစီတာရောတော်တော်များတွေ့ရတဲ့ခါကျဒါတွေကဥစဉ်တို့အတွက်ဆိုရှယ်မှုတွေအများကြီးဒီပြလဲထူထောင်ရေးလုပ်ဖို့အတွက်ကိုဟိုဒေါ်လာဘီလီယံရှိပြီးတော့လိုရလိမ့်မယ်နော်ဒီဥစားတွေလုပ်ဖို့အတွက်ပေါ့အများကြီးအရှင်ပြရလိမ့်မယ်ဒါကတော့တလားနဲ့တရဲနဲ့ပြီးမှာမဟုတ်ဘူးအနည်းဆုံးနည်းနည်းရှိပြီးတော့ရေရှည်မှာ long lasting အနေနဲ့တွားလိမ့်မယ်လို့ဥစဉ်နည်းဒီမီဒီယာနဲ့တရှင်ပေါ့နော်ကြောက်ကြလို့ပါလေလို့နော်